အဲကျွန်တော်တို့ solution တခုဒါမှမဟုတ်လက်တွေ့ကြတဲ့ခြေကမှုတွေနော်ဒါမှမဟုတ်လက်တွေ့ကြတဲ့ implementation တွေဟုတ်ပါဘူးအဲ့ဒါတွေပေါ်ထွန်းလာဖို့အတွက်ဆရာနေလည်းဘလို့များဟိုစဉ်းစားပြီးဆောင်ရွက်မယ်လို့ဆရာစဉ်းစားထားပါလေခင်ဗျာဟိုအဓိကတော့ကျွန်တော်တို့ဒုတိယနေ့ရဲ့အနှစ်သာရကတော့ကျွန်တော်တို့ဟိုပါပေါ့ round table သဘောပေါ့နော်ဇွဲဝိုင်းမှာအားလုံးဝိုင်းထိုင်ပြီးတော့ဝိုင်းပြီးဒူးတိုက်ဆွေးနွေးရတယ်ဆိုရဲအနှစ်သာရရေးကြည့်ပါတယ်ဆရာ။ဘာကြောင့်ရေးကြည့်လဲဆိုတော့ကျွန်တော်တို့ခုန panel လိုပေါ့နော်တီးကြားစီကျွန်တော်တို့ခေါင်းစဉ်အလိုက်ဆွေးနွေးတဲ့အခါမှာဒါသူ့သက်ဆိုင်ရာကဏ္ဍနဲ့သူ့သက်ဆိုင်ရာဒေတာတွေကသူ့အမြင်နဲ့သူ့ရဲ့အတွေ့အကြုံနဲ့သူရှေ့မှာမြင်ထားတဲ့အမြင်တစ်ခုနဲ့ကျွန်တော်တို့ပြန်လည်ထူထောင်ရေးကိုပုံဖော်ဖို့ဒါပြင်ဆင်ပြီးတော့ဆွေးနွေးလာတာပေါ့နော်အဲကျွန်တော်တို့ဒီလိုစကားဝိုင်းမှာအလုံးဝိုင်းထိုင်ပြီးတော့ဆွေးနွေးလိုက်တဲ့အခါဆိုရင်တော့ဒီကဏ္ဍပေါင်းစုံဒေတာပေါင်းစုံပေါင်းဆိုင်ညှိနှိုင်းပြီးမှဆောင်ရွက်ရမယ်လုပ်ငန်းစဉ်လေးတွေကျွန်တော်တို့ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကလည်း ျွန်တော်တို့ခေါ်တော့ဒီဟိုပြည်နယ်ထူထောင်ရေးမှာဦးစားပေးတွေကပါလဲပေါ့နော်အဲ့တော့အဓိကကတော့ဒါပြည်သူတွေကအရေးကြီးဆုံးပေါ့နော်ဦးစားပေးရမှာဥပမာဖြင့်ကျွန်တော်ဒီထဲမှာတွေ့တာဆိုရင်ကျွန်တော်စီးပွားရေးအရာတော့ကျွန်တော်တို့အားလုံးကိုကုစားရမှာမှန်တော်ညာလေအခုလုံးလုံးစဲအချိန်ကာလတစ်ခုအနေနဲ့လေကျွန်တော်တို့အနီးကပ်မှာဆောင်ရွက်ရမယ့်ကိစ္စလေးရဥပမာကွင်းလေးတွေပေါ့နော်ကွင်းလေးတွေပေါ့ကွင်းဝေးလေးတွေမှာဆိုဥပမာဖြင့်ကျွန်တော်တို့ဒီကြောင်းဖွင့်ချိန်ပေါ့နော်ကျွန်တော်တို့အမတန်ကန်ကောင်းွားတာဒီကြောင်းတွေပိတ်ထားတဲ့ချိန်မှာ ဒီငလေလှုပ်လိုက်တော့ကလေးသူငယ်တွေတော်တော်များများကနော်ကျွန်တော်တို့ဒီចောင်းနေမမရှိတော့ပြိုကျတော့လေသူတို့အဲ့မှာចောင်းတက်တဲ့အချိန်မဟုတ်သို့တော့ဒီចောင်းနေအခုတိုင်းဆက်ပြီးတော့ဟိုပြန်ပြီးမဖွင့်နိုင်ဘူးဆိုရင်တော့ဒီကလေးငယ်တော်တော်များများဟာတော်တော်လေးပေါ့နော်ဒီပညာရေးရဆုံးရှုံးမှုတွေဖြစ်နိုင်တယ်ဒီကနေတဆင်ပြီးတဆင်ပေါ့နော်ကျွန်တော်စီးပွားရေးရလည်းအများကြီးဆုံးရှုံးနေတာမှုတွေရှိနိုင်တယ်ဒီအတွက်ကြောင့်မလို့ဒီလိုဟာမျိုး လုံနေတဲ့ဒါအခုကျွန်တော်တို့ရံဖဲ့ဖွဲ့စည်းတချို့ကလည်းဒါလေးတွေကိုတင်ပြဖို့ကျွန်တော်တို့စဉ်းစားထားရရှိတယ်ပညာရေးဝန်ကြီးဌာနကလည်းလာရောက်ဆွေးနွေးမှလေးရရှိတယ်သို့တော့ဒီဟာကိုလည်းကျွန်တော်တို့ကဦးစားပေးနေနဲ့ပုံတိကကရောဘလို့ဖြည့်ဆည်းပေးနိုင်မလဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပုံတိကစာသင်ကျောင်းတွေလည်းကျွန်တော်တို့အများကြီးရှိတယ်ပေါ့နော်မန္တလေးဒေသမှာဆိုရင်ဒီလာပြီးတော့ဆွေးနွေးမဲ့ သူကို၌ကလည်းဒါပုံတိကစာသင်ကျောင်းတွေဆောင်ရနေတဲ့ပုံကိုဖြစ်ဖြစ်တယ်ဆိုတော့သူကလည်းဒီတဲမှာဆွေးနွေးပေးမယ်ဆိုပြီးတော့လည်းကျွန်တော်တို့ကိုပြောထားတာရှိပါတယ်အဲ့တော့အဲ့လို quick win ရနိုင်မဲ့ကိစ္စလေးတွေကိုလည်းကျွန်တော်ဒုတိယနေ့မှာကျွန်တော်အားလုံးဝိုင်းပြီးဆွေးနွေးနိုင်မှာဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဟိုနိုင်ငံဒီကျွန်တော်တို့ဒါကိုဘယ်လိုပြန်ပြီးတော့ပေါ့နော် အရင်းမြစ်တွေကိုဘယ်လိုပြန်ဆူကြအောင်လဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆုံးရှုံးမှုကကြီးတယ်။ဟိုကျွန်တော်တို့ပုပ်ကြီးကတကူတည်းလဲလုံးလို့မရဘူး။ဆိုးကတကူတည်းလဲလုံးလို့မရဘူး။ဆိုးတဲ့ချိန်မှာဆိုးကနဲ့ပုပ်ကြီးကနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်ကြအောင်လဲပေါ့နော်။အဲဒီဆောင်ရွက်တဲ့ပုံစံတွေကဒီကဏ္ဍလိုက်ကဏ္ဍလိုက်ဆောင်ရွက်မှလေးရှိတယ်။အရေးကြီးကြီးကျွန်တော်တို့စဉ်းစားရမယ့်ကိစ္စကတော့ရံမုံငွေလိုမျိုးဟိုပါပေါ့နော်။စုပေါင်းပြီးတော့ဒါကိုဖြည့်ရှင်းနိုင်ရောဘယ်လို့ အဆင်ပြေနိုင်မလဲပေါ့နော်ဟိုကျွန်တော်တို့ရဲ့ဒီဘာသာရေးယဉ်ကျေးမှုဒလိထုံးစံဆင်လာလဲအားလုံးအလှတစ်ခုကိုစုပေါင်းပြီးတော့လှူကြရတယ်ဆိုရဲဟာအဲ့တော့အဲ့လိုဟာမျိုးကိုစုပေါင်းရံမုံငွေဘယ်လိုထူတောင်းမလဲအဲ့ရံမုံငွေကိုလည်းအားလုံးပေါ့နော်အလှနည်းနည်းများများထဲတဲ့သူတွေအားလုံးတို့အကျိုးရှိအောင်ဘလိုပြန်သုံးချမလဲဆိုရဲအစီအစဉ်တွေကိုလည်းကျွန်တော်တို့စနစ်တကျရေးဖို့လို့ဆိုဒီသုံးဆွဲမှုတွေကလည်းတကယ်တည်းရိုက် ီသူရေစီကိုဘယ်လောက်ထိဖြန့်ဖြူးပေးနိုင်တယ်လဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဟိုစစ်ဆေးခံနိုင်တဲ့ဒီနီးစနစ်တွေကိုလည်းကျွန်တော်တို့ကျင့်သုံးပြီးတော့လုပ်နိုင်မယ်ဆိုရင်ဖိုရန်ပြီးမှလည်းနောက် foreign လေးလည်းအသေးစိတ်လုံးဝမဲ့ foreign တွေလည်းရှိမှာပါဒါကြီးလည်းကျွန်တော်တို့ဆက်လုပ်ဖို့ဆိုပြီးကျွန်တော်တို့ဇာရုတိုင်ပင်နေကြတာရှိတယ်လေအဲ့ပွဲမှာလည်းအဲ့ဒုတိယဆက်လုပ်မဲ့ foreign က ဘယ်မှာလုပ်မလဲဒီတခါကျရင်တော့ UMSCCI မှာပဲကျွန်တော်လာပြီးလုပ်ရမလားအဲ့ဒါကိုလေဥက္ကဋ္ဌကြီးဝေဝင်းကိုရိုင်းကဟိုပါပေါ့နော်ဟိုကမ်းလှမ်းထားတာရှိတယ်ဆိုတော့ကျွန်တော်တို့ဒါကိုလည်းဆက်ပြီးတော့လုပ်သွားနိုင်ဖို့ဒီစဉ်းစားဆောင်ရွက်ကြမှာဖြစ်ပါတယ်ဆရာဟုတ်ပါတယ်ဆရာဒီဥစ္စာကတော့ကျွန်တော်တို့ကဒီဖိုရန်ကြီးတစ်ခုပေါ့ဒီပုံမှာပူတည်ပြီးတော့ကျွန်တော်တို့ကအသေးစိတ်လေးတချို့ဟာလေးလေးဆောင်ရွက်ရမှာလေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးလုပ်ကြပါမယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီကျွန်တော်တို့ရဲ့ဒီနေ့ကတော့ဒီအချိုးစကားဝိုင်းပေါ့နော်စကားဝိုင်းဆိုတော့ကျွန်တော်တို့ကတော့ ဒီဆုံးသက်ချင်ပါပြီကျွန်တော်တို့ဒါတော့ဒီလောက်ဆိုတော့ကျွန်တော်တို့ပေးခြင်းတဲ့ message တွေကျွန်တော်ပြည်သူတွေလည်းသိလောက်ပြီးထင်ပါတယ်အဲ့တော့ဆရာမကြီးအနေနဲ့နောက်ဆုံး message ပြောလေဗမာပြောခြင်းဟုတ်ကဲ့ဟိုကျေးဇူးတင်နေဆရာဟုတ်ကဲ့အခုနောက်ပေါ်ဟိုဆရာပြောသလိုပေါ့နော်ကျမတို့လည်းဒါတွေကြည့်မလား chamber ကစီးပွားရေးလုပ်ငန်းတစ်ခုတည်းမဟုတ်ဒီចောင်းနေရအစကလေးတွေအចောင်းပြန်ဖွင့်တော့မှာလေအဲ့တော့စကိုင်းဘက်မှာចောင်းနေပြင်တာလေကျမတို့လုပ်တယ် chamber လည်းလုပ်တယ် chamber member တွေလည်း wine လုပ်ကြတယ်ပေါ့နော်ဒါကျမတို့ဆောင်ရွက်နေတဲ့ကိစ္စတွေပါဟို ကျွန်မဒီမှာတော့ပြောချင်တာလေကျွန်မတို့ဒီကိစ္စကို chamber လဲအရန်ကိုဆရာလာဆွေးတဲ့အချိန်မှာအလွန်အားထက်ပါချက်ချင်းမဲ့ကျွန်မတို့လုပ်ပါမယ်လို့ပြောလိုက်တာပါဒီအချိန်မှာလုပ်ဖို့လဲလိုအပ်တယ်ဟိုပေါ့ဒီအများပြည်သူကျွန်မတို့ကဟိုပေါ့သိစေချင်တဲ့ကိစ္စတွေပေါ့လုပ်ငန်းရှင်တွေလဲ awareness ပေးဖို့လိုအပ်တယ်လို့ပြည်သူလဲ awareness ပေးဖို့လိုအပ်တယ်ပြီးတော့ကျွန်မတို့ဘက်ကလဲ give ဆက်ရမယ့်ကိစ္စတွေရှိတယ်လို့ ဟိုပြည်သူတွေလည်းပုံနာလဲစီခြင်းတဲ့ကိစ္စတွေရှိတာပေါ့နော်ပစ္စည်းဝယ်ရာစဘာအကုန်လုံးမတော့အခုကအဆောက်အဦပြောလိုက်တာဟိုဆောက်လုပ်ရေးသုံးတဲ့ဒီပစ္စည်းအစားတန်တို့ဘာလို့အစားဘာဒါတွေအများကြီးပါသွားမှလीနော်တခုလေကျမဘာပြောချင်လဲဆိုတော့ကျမတို့ဒီစကားဝိုင်းကိုလုတ်တဲ့ရွေချက်ကဆရာပြောခဲ့တယ် public private dialogue နော်အဲ့မှာကျမတခုလောက်ထပ်ထည့်ခြင်းတယ် public private constructive dialogue လို့ထည့်ခြင်းတယ်နော်ကျမတို့ကြတာ constructively ဟိုလေ အဖြစ်တခုရှာခြင်းလို့เนาะအားလုံးအတွက်ပေါ့เนาะတိုင်းပြည်အတွက်ကောကျမတို့လူမျိုးပေါ့เนาะဒီလုပ်ငန်းရှင်ကောပြည်သူကောเนาะအားလုံးအတွက်ကိုဟို ကောင်းမွန်တဲ့အဖြစ်တခုရှာတဲ့ရှာခြင်းလို့ဒီပွဲကိုလုပ်တဲ့အတွက်ကျမတို့ဒီဟာရိုးရိုးတိုင်လို့မဟုတ်ပါဘူးလို့ public private constructive dialogue ဖြစ်ပါတယ်လို့ပြောချင်တာဆရာဆရာဒေါက်တာဇော်ဦးကကျွန်တော်တို့အဆုံးသက်ကလေးပေါ့เนาะဆရာပြည့်တဲ့ message လေးရှင်ပေးပါဦးဆရာ ဟိုဟာဗောဆရာဒါဒီကိစ္စဆရာလဲတော်တော်ဥဆောင်ပြီးတော့ဒီ theme လေးကိုရအောင်လုပ်ထားတဲ့တဲမှာလေဟုတ်ကဲ့ကျွန်တော်တို့ပထဝီနိုင်ငံရေးနဲ့ပထဝီစီးပွားရေးရလဲကျွန်တော်တို့အခုလက်ရှိအနေထားတော်တော်လေးကိုဗောနော်ကဘာကြီးတစ်ခုလုံးကတော်တော်ကိုလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ကာလကြီးကျွန်တော်တို့ဒီငလင်ကြီးဖြစ်လိုက်တော့လေအခုပြန်ပြီးကြည့်လိုက်ရင်ကျွန်တော်တို့ပထဝီနိုင်ငံရေးအနေထားမှာကျွန်တော်တို့ နိုင်ငံအတွက်အမတန်မှပေါ့နော်ကောင်းမွန်တဲ့ရလဒ်တွေရလိုက်တာကကျွန်တော်တို့အိန်းကြီးချင်းနိုင်ငံကြီးဒီတော်တော်များများကျွန်တော်တို့ရှိကိုသူတို့ခေါ်တော့ golden hour ဆိုဆရာရယ်ဒီ48နာရီအတွင်းမှာရောက်ချလာကြတယ်ကျွန်တော်တရုတ်နိုင်ငံရောက်လာတယ်အိန္ဒိယနိုင်ငံရောက်လာတယ်ထိုင်းနိုင်ငံရောက်တယ်ရုရှားရောက်တယ်ကျွန်တော်တို့ဒီစင်ကာပူမလေးရှားရောက်တယ်စသည်ဖြင့်ပေါ့နော်ရောက်ကြတဲ့အခါမှာတော်တော်များများပေါ့နော်ကျွန်တော်တို့လူရာနဲ့ချီပြီးတော့ ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်လိုက်နိုင်တယ်ပေါ့နော်ဟုတ်တယ်ပြီးရင်လည်းသူတို့စီကတောက်လျှောက်ဒီကယ်ဆယ်ရေးပစ္စည်းတွေကတရုတ်မြန်မာနယ်စပ်မှာကုန်သွယ်ရေးဂိတ်တွေပိတ်နေတဲ့ကြားတွေကကယ်ဆယ်ရေးပစ္စည်းတွေကနေစပ်ကိုဖြတ်ကျော်ပြီးတော့ရောက်ချလာနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့ကြံတဲ့ပေါ့နော်ဒီသဘောဝကပေးကိုပြန်လည်ထူထောင်ရင်းနဲ့မကောက်ကျွန်တော်တို့နိုင်ငံမှာအခုအရေးကြီးလိုအပ်နေတဲ့ဒါငင်းညာရေးနဲ့ပြန်လည်ရင်ကြားစီရေးကိစ္စတွေအတွက်ပါအင်းကြီးနိုင်ငံတွေရဲ့ပံ့ပိုးဆောင်ရွက်နေမှုတွေဟာ ဒီငလင်ဘေးကနေတဆင့်ထပ်ပြီးတော့ဆောင်ရွက်နိုင်နေမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အခုဟိုဟာပေါ့ရိုးရိုးကယ်ဆယ်ရေးပစ္စည်းတွေနေမကတော့ဘူးနိ။ပြန်လည်ထူထောင်ရေးကြရင်လည်းကျွန်တော်တို့အာဂိုအာမာကတရုတ်နိုင်ငံတို့အိန္ဒိယနိုင်ငံတို့ထိုင်းနိုင်ငံတို့ကဒီပစ္စည်းတွေရောနှီးပညာရောကျွန်တော်တို့ကများများယူဖို့လိုတယ်။အဲ့ခါကျရင်လည်းသူတို့ကကျွန်တော်တို့ပေးနိုင်မှုဆိုရင်ခုနပြောတဲ့ဒီနေဆက်ဖြတ်ကျော်ပြီးတော့ပေးကြမှာရှိတယ်။ကျွန်တော်တို့ ਨੇ ပို့ပြီးတော့ ပူပေါင်းဆောင်ရွက်ကြမှာရှိတယ်အဲအဲ့လိုခွင့်လန်းတွေကိုလည်းကျွန်တော်တို့တကားဖွင့်ပေးနိုင်အောင်ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စလေးကိုပါကျွန်တော်တို့ရှင်းပြကြမှာလည်းဖြစ်ပါတယ်ဆရာအခုဒီကျွန်တော်တို့ tube ကြီးကနေဟိုဘောဘာလဲသဘာဝဘေးအန္တရာယ် national disaster management no committee ကိုပြီးတော့ဒီအကောက်ခွန်ကိုစီးပွားကုသန်းရောလေတော်တော်ကိုဘာမှဟိုအတားအဆီးမရှိเนาะလုတ်ပြီးတဲ့အတွက်ဒီချိန်ပါရမဒီနေ့ဆက်ပြီးရောက်ပြီ ကျွန်တော်တို့ဟိုတက်ဟောင်းနဲ့လှူခမ်းတဲ့တက်လေတက်တရားစရောက်ပြီးတော်တော်ဘို့လေအဆင်ပြေစွာရောက်တယ်အဲ့ဒါကိုပြောချင်တာကျမနော်အဲ့တော့ဆရာတို့ဆရာမတို့ဒီခုနဆွေးနွေးတဲ့အထဲမှာကျွန်တော်တို့ကဒီငလင်းဘေးဒုက္ခကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ ਨੇ နိုင်ငံတကာပေါ့နော်အင်းကြီးတွေကျွန်တော်တို့ ਨੇ နီနီမှာရှိတဲ့လူတွေမနီမွေးမှာရှိတဲ့လူတွေအကုန်လုံးကကျွန်တော်တို့စီလာကြတယ်ကူညီကြတယ်ပံ့ပိုးကြတယ်နော်ကျွန်တော်လုပ်ကြတယ်ထူးထူးလောက်မှပြည်တွင်းမှာရှိတဲ့ ပြည်သူတွေဆရာဆရာဆရာမတို့လိုစီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းတွေကျွန်တော်တို့အရက်ဖက်ကျွန်တော်တို့လူမှုအဖွဲ့အစည်းတွေအမှုပညာရှင်တွေအလွှာအသီးတွေကလည်းဒီထဲထဲမှာကဲငါတို့လုံးကြမယ်ဆောင်ရွက်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကလုံးကြတယ်အဲ့တော့ဒါကတော့ကျွန်တော်မြန်မာစကားပုံနဲ့ပြောရင်တော့ဟိုဆရာဆိုရဲ့ဆရာမအရေးကြီးရင်ကျွန်တော်တွေးနီးလာတယ်ကျွန်တော်တို့ရဲ့တွေးတယ်ကျွန်တော်တို့ရဲ့တွေးဆိုတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကျွန်တော်တို့အသည့်တွေကျွန်တော်တို့ရဲ့နှလုံးသားတွေကျွန်တော်တို့နှလုံးသွေးပြောတာနှလုံးသွေးတွေကျွန်တော်တို့က နီးဆက်လာကြတယ်ဟုတ်ကဲ့နီးဆက်လာပြီးကျွန်တော်တို့ကကျွန်တော်တို့အဲ့ဒီနီးဆက်လာတဲ့ချိန်မှာကျွန်တော်တို့ဖိုရန်ကြီးလုတ်တယ်ဖိုရန်မှာလည်းကျွန်တော်တို့ကဖိုရန်မှာဆရာပြောသလိုအတိတိတကာလားအဖွဲ့အစည်းတိတိတွေကျွန်တော်ဖိုရန်မှာလာပြီးဆွေးနွေးကြမယ်ပြောကြမယ်တိုင်ပင်ကြမယ်အဖြေရှာကြမယ်အဲ့တော့ကျွန်တော်တို့ကဒီဖိုရန်ကနေကျွန်တော်တို့ကနောက်ထပ်ကျွန်တော်တို့ရနိုင်တာညီညွတ်မှုအားလုံးနဲ့ပေါင်းစည်းမှုဒီနည်းပြောရင်တော့အရေးကြီးရင်ကျွန်တော်တို့တွေးနည်းပြီးတော့တွေးစည်းတယ်တွေးစည်းတယ်ဆိုတာတော့ကျွန်တော် unity ဖြစ်တယ်ပူးပေါင်းပါဝင်မှု ဟိုစီလုံးညီညွတ်မှုကျွန်တော်တို့အဲ့ဒီဟာကြီးတို့ကျွန်တော်တို့ကရရှိကြမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီဟာကိုအကောင်းဆုံးပေါ့လေပူပေါင်းပူညီမှုကပြူပေါင်းစီလုံးညီညွတ်မှုစီတို့ဟုတ်ကဲ့နော်ဟုတ်ကဲ့ပူညီမှုကပြူပေါင်းမှုကပြူပေါင်းစီလုံးညီညွတ်မှုစီတို့ဆိုတဲ့အရွေးတစ်ခုကိုတွေ့ကျွန်တော်တို့ကရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒါကိုအတက်နဲ့ဆုံးကျွန်တော်တို့ဆောင်ရွက်ကြမယ်လို့ကျွန်တော်တို့အားလုံးစဉ်းစားထားကြပါတယ်အဲ့ဒီအတွက်လည်းဖြစ်အောင်လုပ်တယ်ဆရာတို့ဆရာမတို့နော်အကုန်လုံးကဝမ်းဆောင်ရွက်ပြီးကြလိမ့်မယ်လို့လည်းကျွန်တော်ပြောလိမ့်ပါတယ်အဲ့တော့ ဟိုကျွန်တော်ဒီဒီကျွန်တော်တို့ရဲ့ဒီဒီနေ့စကားဝိုင်းဆွေးနွေးဖို့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကနေ့ငလင်ဘေးလို့မြမစီဝါရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးဝဲဆရာစကားဝိုင်းပြောဆိုမှုအစည်းအဝေးဒီပါရီမဲအဆုံးသတ်ပါပြီကြီးစုနေကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ